တနိုင်ငံလုံးကြည့်ရှုဖို့ရင်းသက်ရှုဖို့နဲ့စောင့်မျှော်နေကြတဲ့ကျော်ရှုအဘယ်ရဲ့ပန်တူဂျာရီရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။ပရိသတ်ကြီးရောကျော်ရှုအဘယ်ကိုဒီကနေအင်တာဗျူးတဲ့သူတွေကမနေ့ပြန်ဆိုရင်ဘာဖြစ်သွားမလဲလို့ပြီးလိုက်တဲ့အခါမှာမနေ့ပြန်ဆိုရင်သူ့ကိုကျွန်တော်အသေးသက်လိုက်ပြီးမနေ့ပြန်ပါဆိုရင်ချန်ပီယံအသစ်ပေါ်ပေါက်လာပြီဆိုပြီးတော့ကျော်ရှုအဘယ်ကတဲ့ပဲပြောသွားခဲ့တာပါ။ဒီလိုပြောလို့ပန်တူဂျာကြီးကိုမလေးစားတာမဟုတ်ဘူးကျွန်တော်ပြောချင်တာ ကျော်ရှုအဘင်ကပြောပါရယ်ဒီပန်တိုဂျာကြီးဟာတကယ်ကိုမှ client ဝေတဲရယ်ကောက်ဖြစ်တဲ့တဲ့သူ့အနေနဲ့ respect များကြီးရှိရယ်ဒါပေမဲ့ဒီချိန်မှာသူ့အနေနဲ့ no respect ပါ queen ထဲမှာသူများတွေသူ့ကိုအယမ်းရှိန်နေတယ်လို့မျိုး respect ထားပြီးတော့အယမ်းကိုမှကြောက်တယ်လို့ respect ထားတယ်လို့လုံးနေတယ်လို့မျိုးပြသူလုံးဝလုံးမမဟုတ်ဘူးအခုအသေးချေးပါတော့မယ်သူကပြက်ပြက်တသားပဲပြောပါရယ် တကယ်ပါလို့အားကျော်ရွှေအဘယ်ကိုနိုင်စေခြင်းနဲ့ပြောဆိုနေကြပေမဲ့တချီသူမဟုတ်နှစ်ချီတွဲမှာကျော်ရွှေအဘယ်ဟာပန်တူကြကြီးရဲ့အမြဲတမ်းသုံးနေကြရီယာနစ်ကတ်ချော့ရဲ့အချုပ်ခွက်နဲ့အမောက်သိမ့်ခံလိုက်ရမယ်နှစ်ချီတွဲမှာအိပ်ပျော်သွားမယ်ဆိုပြီးတော့အမျိုးမျိုးခံမဲနေကြပေမဲ့လေကျော်ရွှေအဘယ်ကတော့ပြက်ပြက်သားသားပါပဲသူကမျက်နှာထောင်ကိုကြည့်လိုက်လုံဝကိုကြောက်စိတ်မရှိပါဘူးကျော်ရွှေကပဲမျက်နှာကိုကြည့်လိုက်မယ်ဆိုရင်ပြိတ္တတွေကိုလုံဝဖြောပြေးဖို့ကဖြည့်စီပေးနိုင်တယ်ဒါကြောင့်မို့လို့ UFC ကဖျော်ဖြေမှုကောင်းဆုံး USC သမိုင်းမှာဖျော်ဖြေမှုကောင်းဆုံးဖိုက်တာဖြစ်အသက်ငယ်ငယ်လေးနဲ့တင်စားလိုက်ပြီးဂျော်ဂျူကပဲမျက်နှာကိုကြည့်မယ်ဆိုရင်လုံးဝ aggressive စံတဲ့ ရန်လူနေရဲ့ပုံစံမျိုးနဲ့လုံးဝပြိသက်တွေကိုရှင်းခေါအောင်လုပ်နိုင်တာအခု UFC ကလည်းသတင်းတွေပေါက်ကြားလာပါတယ် UFC က Generation အစ်စ်တွေတဲ့ကဂျော်ရှူအာဘန်ကို UFC ရဲ့ Champion အစ်စ်ဖြစ်ဖို့အလိုရှိနေဘာကြောင့်လဲဆိုတော့ပန်တူကြာကြီးကကောင်းတယ်မှန်တယ်ကောင်းလို့ဒါမှန်တယ်ဒါပေမဲ့လည်းညီးဖို့ကောင်းတယ်ဂျော်ရှူအာဘန်က online ပေါ်မှာလည်းလုံးဝကောင်းတယ်ဂျော်ရှူအာဘန်က online ပေါ်မှာလည်းလုံးဝကိုဝုံဝုံတိုင်းဖြစ်အောင်ပွဲစုအောင်လုပ်နိုင်တဲ့ fighter ဖြစ်တယ်ပြိသက်တွေဖန်နေအများကြီးကြိုက်ကြတယ် အခု Facebook မှာဆိုရင် UFC ရဲ့ Facebook page မှာဆိုရင်ဂျော်ရှုအဘန်အကြောင်းနေကြည့်ပဲ fan တွေကသူ့ကိုကြိုက်တာသိပြီဂျော်ရှုအဘန်ရဲ့ Instagram follower ဟာဆိုရင်လည်းပဲအခု3သိန်းကျော်သွားပြီပန်တူဂျာကြီးကိုအနိုင်ရရင်1 million ကျော်ပါပါဆိုတော့ကမ္ဘာကျော်ဖိုက်တာဖြစ်လာမှာတကယ်ကိုမှမြမသမိုင်းပါမတန်းတင်မဲ့အရာကြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ဂျော်ရှုအဘန်ကိုအားလုံးကရှုံးမယ်လို့ပြောထားကြပေမဲ့လေသူ့အတွက်ကဒါ လက်စင်အခွင့်ရေးတစ်ခုပါပဲဒီပွဲကတော့အနိုင်ရလို့ကတော့ကျော်ရှူးပါပဲမီလီယံနာလေးဖြစ်ပဲကဘာကလည်းကျော်ပဲချန်ပီယံလည်းဖြစ်ပဲမြန်မာနိုင်ငံကိုလေသူဖြစ်စေခြင်းနဲ့မြန်မာနိုင်ငံကိုကဘာအသိအောင်လဲလုံနိုင်ပဲသူ့လိုမျိုးမြန်မာနိုင်ငံမှာရှိတဲ့မျိုးဆက်သစ်တွေဖြစ်အောင်လဲအများကြီးပံ့ပိုးပေးနိုင်မှာဖြစ်ပါရဲ့ရှင်